တခါတုန်းကမြို့တစ်မြို့မှာအရန်ချမ်းသာတဲ့သူထေသားလေးတယောက်ရှိပါတယ်သူ့နာမည်ကတော့စိုင်းထက်လို့ခေါ်ရတယ်စိုင်းထက်ဟာ သူ့ရဲ့ဘာဝဟာစီးစိမ်ဥစ္စာတွေကိုအများကြီးရှိပြီးသူဟာလည်းရုပ်ရည်လည်းချုံမောပြီးလူဟာများရဲ့လေစားမှုကိုခံရသူတစ်ယောက်ဖြစ်ပြီးဒါပေမဲ့ဆိုင်းထက်ဟာကိုချင်းစာစိတ်မရှိဘဲမာနကြီးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။တနေ့မှာတော့ဆိုင်းထက်ဟာသူ့ရဲ့တိုက်အိမ်ကြီးရဲ့အပြင်ဘက်ကိုကြည့်ပြီးအောက်ဘက်ကရိုးရိုးလေးနဲ့ပြင်ဆင်ထားတဲ့ပန်းချံလေးတွေထဲမှာဟန်းကြည့်နေခဲ့တယ်။အဲ့ဒီပန်းချံထဲမှာတော့ခနွန်းနွန်းဝတ်စားနဲ့အမျိုးသမီးလေးတစ်ယောက်မြင်လိုက်တဲ့ပန်းပင်လေးတွေကိုဂယုတစိုက်ပြူစုဆောင်းရှောင်းနေတာကိုတွေ့လိုက်ရတယ်။သူမရဲ့နေမီကမင်းမျက်နှိုးလို့ခေါ်ပါတယ်။မင်းမျက်နှိုးကဆင်းရဲပေမဲ့ကျင်နာတက်ပြီး သဘောထားပြီးွားတဲ့သူတယောက်လည်းဖြစ်ပါတယ်။သူမရဲ့မျက်နှာမှာအမြဲတမ်းအပြုံးလေးတွေနဲ့ချစ်ဖို့အရန်ကောင်းပါတယ်။ဆိုင်းထက်ကမင်းမျက်နှိုးကိုစိတ်ဝင်တစားကြည့်နေရင်ငါ့ပိုင်ဆိုင်တဲ့ပန်းချန်ထဲမှာလာလှုပ်လှုပ်ရဲတဲ့ဒီမျိုးသမီးကတော့တော်တော်ရဲရင်တာပဲလို့တွေးလိုက်တယ်။ဆိုင်းထက်ဟာမင်းမျက်နှိုးကိုမာနာကြီးတဲ့လေတံနဲ့ပဲခေါ်ပြီးဒီမင်းဒီပန်းပင်တွေကိုဘာဖြစ်လို့ဂယူးဆိုင်နေတာလဲ။ငါရဲ့ပန်းချန်ကမင်းလိုလူမျိုးပြုစုစရာမလိုဘူး။ကြီးလို့ပြောလိုက်တယ်။မင်းမျက်နှိုးကတော့ဆိုင်းထက်ရဲ့မာနာကြီးတဲ့စကားတွေကိုနားထောင်ရင်ကေရှင်ပြောတာကမှန်ပါတယ်။ဒါပေမဲ့ပန်းလေးတွေကလှပတဲ့အရာတွေပါ။ ဒါတွေကိုပြုစုရတာကပျော်စရာကောင်းပါတယ်ဂီလိုပြန်ဖြေလိုက်တယ်ဆိုင်းထက်ဟာမင်းမျက်နှိုးရဲ့စကားကိုကြားတော့ဒေါသရကြီးနဲ့ပဲကမင်းငါပြောတာကိုနားမထောင်ဘူးလားဒီပန်းချင်ကနေအခုချက်ချင်းထွက်သွားကြီးလို့អော်ပြောလိုက်တယ်မင်းမျက်နှိုးကစိတ်မကောင်းဖြစ်ပေမဲ့ဘာမှပြန်မပြောဘဲပန်းချင်ထဲကနေထွက်သွားခဲ့တယ်ရစ်တွေ့ကြလာတဲ့အခါဆိုင်းထက်ဟာမင်းမျက်နှိုးကိုသတိရလာတယ်မင်းမျက်နှိုးပန်းချင်ထဲမှာရှီတုံးကပန်းပင်လေးတွေကလှပပြီးစိုးပြီးနေခဲ့တယ်အခုတော့ပန်းပင်လေးတွေကညှိုးနွမ်းလာပြီးအလှပြက်လာတယ်ဆိုင်းထက်တယောက်စိတ်မကောင်းဖြစ်ပြီးပန်းပင်လေးတွေကိုဘယ်လိုပြုစုရမှန်းလဲမသိခဲ့ဘူး တရက်မှာတော့စိုင်းထက်ဟာမင်းမျက်နှိုးကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်မင်းမျက်နှိုးကိုတွေးတော့စိုင်းထက်ကသူ့အမားတွေကိုတောင်းပန်ပြီးပန်းချံကိုပြန်လာပြီးပန်းပင်လေးတွေကိုပြုစုပေးဖို့တောင်းဆိုလိုက်တယ်မင်းမျက်နှိုးကစိုင်းထက်ရဲ့တောင်းပန်မှုကိုလက်ခံပြီးပန်းချံတွေကိုပြန်လာခဲ့တယ်မင်းမျက်နှိုးရဲ့ပြုစုမှုအောက်မှာပန်းပင်လေးတွေဟာပြန်လဲလှပလာပြီးအဲ့ဒီနောက်ပိုင်းမှာတော့စိုင်းထက်ဟာမာနမကြီးတော့ပဲမင်းမျက်နှိုးအပေါ်မှာလည်းနှွေးထွေးကျင်လာခဲ့တယ်မင်းမျက်နှိုးကလည်းစိုင်းထက်ရဲ့စိတ်ရင်ကောင်းတွေကိုသိလာပြီးနှစ်ဦးသားချစ်ကြွဝင်ခဲ့ကြတယ်နောက်ဆုံးမှာတော့စိုင်းထက်နဲ့မင်းမျက်နှိုးဟာပျော်ရွှင်တဲ့မိသားစုဘဝ 하고 빵상계자와래.